လိုရိုဖီးကခန္ဓာကိုယ်အတွက်ဘာလုပ်ပေးသလဲကလိုရိုဖီးဒီစကားလုံးလေးကလူတိုင်းနဲ့စိတ်ငောင်းစိတ်နေနိုင်ပါတယ်ကလိုရိုဖီးဆိုတာကငယ်ကစာထဲမှာသင်ခဲ့ဘူးတဲ့အစိမ်းရောင်ချေဖြစ်စီတမျိုးပါနေ့စဉ်စားသုံးနေတဲ့အသီးအရွက်လေးတွေနဲ့ပါဝင်ခြင်းကအစ်ပင်တွေစိမ်းဆူနေအောင် ဖန်တီးပေးထားတဲ့အရာလေးပါအပင်တွေအစာချက်လုံးနိုင်စေဖို့ထောက်ကူပေးတဲ့ကလိုရိုဖီးက အပင်တွေကိုနေရောင်ခြည်တွေကိုဆုပ်ယူပြီးတော့အာဟာရချက်လုံးနိုင်စေဖို့တင်ထောက်ကူပေးတာမဟုတ်ပါဘူးလူတွေကျန်းမာစေဖို့အတွက်လည်းထောက်ကူပေးပါသေးတယ်ဒီနေ့ဗီဒီယိုလေးထင်မှာတော့ကလိုရိုဖီကခန္ဓာကိုယ်အတွက်ဘာတွေလုပ်ပေးလဲဆိုတာကိုပြပြပေးသားပါမယ်နော်ကလိုရိုဖီဆိုတာခုနကပြောခဲ့သလိုပဲအစိမ်းရောင်ကျပစ္စည်းတစ်မျိုးပါ အသီးအရွက်လေးတွေအသီးနှံလေးတွေစိမ်းဆိုနေစေဖို့ထောက်ကူပေးပါတယ် အရွက်တွေကိုနေအောင်ကြီးစွမ်းရင်ကိုထုတ်ယူပြီးတော့အစာချက်လုံးနိုင်စေဖို့အတွက်ထောက်ကူပေးတဲ့အရာလေးပါ။ဘယ်မှာတွေ့ရနိုင်လဲဆိုတော့အဆင်အောင်ရှိတဲ့အပင်လေးတွေမှာပါ။ကလိုရိုဖီကခန္ဓာကိုယ်အတွက်ဗာလုပ်ပေးတယ်ဆိုတော့ကိုရင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။ကိုခံအားကို အဖိပေးတယ်လို့တခြားသောကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်းပေးပါသေးတယ်နော်။ကလိုရိုဖီကအဆိပ်ရောင်တာ၊အာရာရှိပင်မနှွမ်းနေတာ၊ဝမ်းချုပ်တာ၊အဝိုင်းလွန်တာ၊ဂရင်းမက်ကျူး အသေးကျမစီဖို့နဲ့မိမက်ကိုမှုဆွေးတာတွေကိုတတ်တာစီနိုင်ပါတယ်။ဒါရီဒင်လားဆိုရင်တော့မဟုတ်သေးပါဘူးနော်။လိလာမှုတွေအရကိုလိုရိုဖီကသွေးနီဦးဆဲတွေကိုလည်းတိုးပစေပါတယ်။ကိုလိုရိုဖီကသွေးဆဲတွေဖြစ်ပေါ်စေဖို့ထောက်ကူပေးပြီးတော့ကျန်းမာတဲ့သွေးနီဦးဆဲတွေဖြစ်ပေါ်လာအောင်အဖြေပေးပါတယ်။ဆိုလိုတာကတော့ကိုလိုရိုဖီရဲ့အခြေခံဖွဲ့စည်းပုံနဲ့သွေးနီဦးဆဲတွေရဲ့အခြေခံဖွဲ့စည်းပုံတွေကအခက်ဆင်ဆင်တူနေတာကြောင့်ပါ။သွေးနီဦးဆဲတွေထဲမှာရှိတဲ့ပရိုတင်းက ခန္ဓာကိုယ်အနှံ့ကိုအောက်ဆီဂျင်တွေကိုပို့ဆောင်ပေးပါတယ်။နေ့စဉ်စားသုံးမှုမှာကလိုရိုဖီးပါဝင်အောင်စားသုံးတာကသွေးနီယူဆဲတွေကို ကျန်းမာစေပြီးတော့သွေးရောင်နဲ့ရောဂါမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။နောက်ထပ်အချက်တစ်ခုကတော့အသေးကျန်းမာစေတာပါ။ကလိုရိုဖီးရဲ့နောက်ထပ်ကျန်းမာရေးအာနိသင်တစ်ခုကတော့အသေးကျန်းမာစေတာပါ။အသေးကကိုရင်းကအစိတ်အောက်တွေကိုဖယ်ရှားပေးပါတယ်ကလိုရိုဖီးကအစိတ်အောက်တွေကိုဖယ်ရှားပေးပြီးတော့အသေးကိုကျန်းမာစေတယ်လို့ အသေးချောက်တာအသေးကင်စာတွေမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။နောက်ထပ်ချက်ကတော့အနာကျစေနိုင်တာပါ။လိမ့်နာမှုတွေရကလိုရိုဖီကိုအရေပြားပုံမှာတိုက်ရိုက်လင်းပေးတာကအနာတွေကိုကျစေနိုင်ပါတယ်။အနာကိုပိုးဝင်တာအနာရင်းနာမျိုးတွေမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။ထိခိုက်တာတွေကိုတတစီဖို့အတွက်ကလိုရိုဖီကိုလည်းအသုံးပြုပေးလို့ရပါတယ်ရှင်။နောက်ထပ်ချက်တစ်ခုကတော့ဝက်ရှန်တွေတတစီပြီးတော့အရွယ်တင်စေတာပါ။ ဝက်ချန်ရှိတဲ့သူတွေအနေနဲ့လည်းဝက်ချန်တက်တာစေဖို့ကလိုရိုဖီကိုအသုံးပြုပေးလို့ရပါတယ်။ကလိုရိုဖီရဲ့နောက်ထပ်အာနိသင်တစ်ရပ်ကတော့နေရောင်ကြောင်အရွယ်မတိုင်ခင်အိုမင်းတာနီလောင်လာတွေကိုတက်တာစေဖို့အတွက်လည်းအသုံးပြုပေးလို့ရပါတယ်။အရေပြားပုံမှာတိုက်ရိုက်အသုံးပြုပေးလို့ရပါတယ်ရှင်။နောက်ထပ်အချက်တစ်ခုကတော့ချွေးနှံကင်းစေတာပါ။ကလိုရိုဖီကိုခန္ဓာကိုယ်ကချွေးနှံနဲ့အနံ့အစိုးတွေကျင်းစေဖို့အတွက်အသုံးပြုကြပါတယ်။ဂျိုင်းချွေးနှံနံနာကိုတည်ထောင်စေဖို့အတွက်လည်းကလိုရိုဖီပါတာကိုအသုံးပြုပေးလို့ရပါတယ်ရှင်။ ပရိုဖီကိုဘယ်ကနေရနိုင်လဲဆိုလို့ရှိရင်တော့အစိုင်းကြီးရဲ့ဟင်းသီးဟင်းရွက်တွေကနေရနိုင်ပါတယ်။ဟင်းနုနဲ့တရုတ်နန်းနန်း၊မုံညင်းစိမ်၊စိမ်းပြာရည်နှီး၊ပင်စိမ်၊ပန်းကော်ပီစိမ်၊ပေါ်ပီတော့၊ကညွန့်၊ပဲတီတောင်၊တစ်ဖက်စိမ်ဒီလိုအရာတွေကနေပြီးတော့ရရှိနိုင်ပါတယ်ရှင်။ကလိုရိုဖီကအကျမ်းမစီတာအမှန်ပဲမယ့်အလွန်အကျွံမစားပါနဲ့နော်။ဘာလို့အလွန်အကျွံမစားခိုင်းလဲဆိုလို့ရှိရင်တော့ကလိုရိုဖီကိုအလွန်အကျွံစားတဲ့အခါမှာဝမ်းအဆိုင်အောင်တွေသွားတာ၊မရည်မတာဖြစ်တာ ပါရောက်တာဝမ်းပျောက်ဝမ်းလျှောဖြစ်တာအော့အန္တရာယ်ကိုခံစားရနိုင်လို့ပဲဖြစ်ပါတယ်။ဒီလောက်ဆိုလို့ရှိရင်ကလိုရိုဖီကခန္ဓာကိုယ်မှာဘာတွေကိုလုပ်ပေးလဲဆိုတာကိုသိရောက်ပြီလို့ထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်များစွာကိုတင်ဆက်ပေးသွားမှာမို့လို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဗီနာက notification bell လေးကိုလည်းအွန်ခဲ့ပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။